တ်တဲ့နိုင်ငံဒီပတ်တိုင်းပြည်ရဲ့ပညာရေးဆိုင်ရာကွန်ဖရင့်စကြောဆရာတော်များတက်ရောက်ဝင်ရမယ်။ရတယ်ပညာရေးလောကကိုဘာတရားဤတာမှာလဲမြန်မာပြည်မှာလဲလုံတော့မှာဆိုတော့သူတို့ကတော့ပေါင်းနေလို့ရပါတယ်ပညာရေးဆိုရင်သူတို့ကကောင်းအောင်ကူညီပေးနိုင်တယ်ကျောင်းဖွင့်မယ်ဆိုရင်သူတို့ကလက်ရှိဒီတိုင်းအောင်မြင်နေရတယ်ဒီလိုကဆရာတို့ကရိတ်တာပါရင်ဆိုတော့ ပရိယနဲ့ပြိပန်နဲ့ပေါင်းလို့လို့ရပါဘူး။တို့လည်းခုကူညီပေးရတာဒီတရားပြတဲ့အပိုင်းဒုဝရဏအပိုင်းအခက်ကနာတွေနေ့စဉ်ဘဝမှာတရားကိုကျင့်သုံးတဲ့အပိုင်းတွေဆိုတော့တို့အဲ့ဒီအပိုင်းတွေကိုအားနေတော့တို့တွေလည်းကျေရှိရဲ့။ဘုလိုအောင်မြင်နေတယ်ဆိုတဲ့အပေါ်မှာဘာကြောက်လို့အရှင်မြတ်သုံးသပ်လို့ရမလဲ။အခုဟလာဒီမှာဟောတယ်အောင်မြင်တယ် အဲတဆင့်သူစင်ကဲဖြစ်စင်နေကြောင်းအောင်မြင်လာကြတာတော့အမှန်ပဲဒါပေမဲ့အဲ့ဒါဟာဘာကြောင့်လို့တုံးတက်လို့ရလဲရှင်များအမြင်များပေါ့တိတ္တကြောင့်တရားတော့တရားဟောတဲ့တရားတော်ရဲ့စစ်မှန်မှုပေါ့တရားတော်ရဲ့စစ်မှန်မှုကြောင့်ဘလို့မှမြင်မရဘူးပေါ့လက်ခံလာကြတာပေါ့ဘုရားဘာသာမဟုတ်ရင်တော့မဟုတ်ဘူးအဲ့တော့ဘယ်ထိုင်ပါလဲဆက်လို့ကြောင်းတယ် နောက်တစ်ခုကလည်းအချိန်နေပေးလို့ပေါ့ဒီတော့လည်းအချိန်နေမပေးရင်လုံးလုံးမရပါဘူးဖြစ်စင်ကြတာလည်းအများကြီးရှိတယ်ပြည်နယ်ဘုန်းကြီးတွေထဲမှာလည်းဒီလိုဒါနာပြုစင်တာလည်းလူထဲမှာလည်းရှိပါတယ်ကြာပြီးတော့အဲဒီတော့ကလော်ကီကိုဆွတ်နိုင်လို့ပေါ့ညမစင်တော့ကိုဂျိုးကိုဆွတ်ပြီးတော့မှတကယ်ဒါနာရဲ့အကျိုးကိုဂျိုးလုပ်ပြီးတော့အများအကျိုးကိုဂျိုးလုပ်ပြီးတော့ဆောင်ရဲ့တဲ့ ဆောင်ရွက်စိတ်အဲ့ဒီစိတ်ထားနဲ့ဆောင်ရွက်တဲ့အတွက်ပေါ့စိတ်စိတ်ထားကောင်းတဲ့အတွက်ပေါ့ပြီးတော့နားလည်ပါတယ်ခင်ဗျစစ်ဆက်လဲလုံလို့ရတော့တော့ဒါတတ်နိုင်တော့တော့ယူသားပြီးတော့မှလုံးကြည့်တော့ပေါ့ဒီတော့ဘဝိုက်တိုင်းအတန်ကျက်ကတော့လို့လို့ပြင်လို့ရပါတယ်လူကြီးပဲမဟုတ်ပါဘူးပြောရတဲ့တတ်နိုင်တော့စပြီးထားရတော့နောက်ကြတော့လူတာတွေပြင်ပြီးတော့မှပုံပြီးတော့ပြည့်စုံသွားအောင် သားနာပြုနေရပါတယ်။ရှင်ပြားရဲ့အာသာချက်တွေကိုအမြဲပြောနေသလိုရှင်ပြားမှာအာမဲချက်ဗာမြန်ရှိမယ်လို့အကုတ်ကိုကိုသုံးသပ်တာရှိလား။ဗာမြန်အာမဲချက်ဖြစ်အောင်မယ်လို့သုံးသပ်မိတာရှိလား။ဒီကြက်ကတော့ဟိုတရားစာတွေမဖတ်နိုင်နေတာပေါ့မမှတ်နိုင်တဲ့စာအားနည်းနေတယ်ဒီကများလို့တော့အရင်ပြန်လာပြီးတော့ ဟိုမှတ်ဉာဏ်တက်ဆိုင်အဲဒီအသိဉာဏ်ကိုပုံပြီးတော့တုံးရတဲ့ဘောမျိုးဖြစ်နေတော့မှတ်ဉာဏ်ပိုင်းအားနေတာရယ်စာပေဖတ်ခြင်းခရီးစာကိုဖတ်ခြင်းနေရတယ်လက်တွေ့ဘဝထဲမှာပဲတောက်လျှောက်နေလာနေရတယ်ဖြစ်နေအဲဒီအားနေတယ်ပေါ့ဒီလိုခရီးစာပဲဖတ်နေရတယ်ဒီလောကီမှာလူမွေရေးတွေတရားပြတာဒီပဲတောက်လျှောက်မလုပ်နိုင်တော့ဘူးလေအခုတရားပြတဲ့လူတွေကိုတိုက်ရိုက်သူတို့ပြောတာနားထောင်ပြီးတော့ဖြည့်ပြည့်နေရတယ်ဆိုတာလေ တွေ့ဖြစ်နေတဲ့ဥစ္စာတွေဥစ္စာတွေဆောင်ရွက်တဲ့ပုံပေါ်ဆိုတော့မိမိရဲ့အနေချက်ကိုဖြည့်ဆွမ်းတဲ့သူအရှင်ပြရဲ့တန်နရာအတွက်ကတော့ဒါလုံင်းနဲ့ပဲပြီးဆုံးသွားမယ်လို့ယုံကြည်ထားတယ်ပေါ့အဲ့လိုလားမှန်ပါဗျာဒါအများကျိုးဆိုင်ကိုကျိုးအောင်လို့ဆိုတာတော့ပြီးတော့လူလောကတော့တော့တိတ်လားမလဲဘူးပေါ့နော်အဲတရားနဲ့ပတ်သက်လာတော့ဒါတကယ်မှန်တယ်ဆိုတာကိုနားလည်တော့ပြီးတော့ဒီလိုအများကျွဲ့အာနာတဲ့ဆောင်ရွက်နေတာပါ ခုကျိုးပါမယ်နားခဲ့ပါတယ်အဲဒါလည်းဖြတ်ပြီးပြောရင်တော့ဟနွိုင်းမြို့ကဘာပြောပြောဟိုချီမင်းနဲ့ပို့ပြီးတော့ကျဲပြီးတော့ပို့ပြီးတော့တိုးတက်တယ်လို့မြင်မိတယ်ဟုတ်သလားမသိဘူးဒီမှာတော့ပို့ပြီးတော့စီးမှုလည်းရှိတယ်ဟိုဟနွိုင်းကပို့ပြီးတော့မြို့လည်းကြီးတယ်ထင်တယ်အေးဟဲ့လားဟနွိုင်းကမြို့တော်လားအေး မဟုတ်ဘူးလေပြောကြတာအခုအခုတို့ဖြတ်နေတာကြာလိုက်ဒီမျိုးတွေရဲ့ဟိုအလိုတော့ဘက်ကူမရောက်တော့ဘူးလက်စင်ကဦးနော်ဒါဖင်ဦးလေးလည်းယူထောင်လိုက်ဒေါင်းဒေါင်းအေရိယာကိုသွားနေတယ်ဒီပေါ့ဟုတ်တယ်ဒါရီကအကုန်တက်တာอืม ခြေတိုင်ပဲရေးတော့ရပါဘူး။ဒါနာဗျူခီးသွားတယ်ဆိုရင်အခြားအဖွဲ့တွေကအဲ့လိုတာဝန်ခံတအူးကနေပြီးတော့လှူဒန်းလို့အဲ့လိုသွားကြတာပေါ့။အခုကျတော့ရှင်မြန်းနဲ့တူလိုက်လာတဲ့ဥစ္စာအလုံးကိုရှင်မြန်းအကုန်ခံရလား။ဒီဦးရင်ကိုဇိင်းနဲ့ကိုသွားကြတာလားအဲလေးတွေကြတော့အခုဘလို့လို့စီစဉ်ပေးတာလဲ သူ့မှာပြောဆိုရှိနေဦးစင်းလည်းတခြားရိုက်မိရတယ်ဘာကြောင့်လဲဆိုတော့ဦးစင်းတော့ BIND ဒီကနေ့တော်တော်ကြီးတဲ့ဥစ္စာပဲ BIND ဒီအများကြီးအဲလောကမူလင်းနေနဲ့တိတ်သွားပါပြီဦးစင်းသွားမဲ့နေရာနဲ့အချိန်အားဖြင့်တော့လည်းညနေ4နာရီကျော်လာပြီ9နာရီကတွေ့မှာ၄နိုင်အတိပဲဒီနိုင်အတိရှိသွားပြီအဲမောင်းနေရင်လည်းဆိုတော့၅နိုင်ကွက်တီလောက်သွားကြမှာ ူရဲ့ဥစ္စာမှတွေ့အဲ့တော့တပည့်တော်ပြောလို့ပေါ့အခုအရှင်မြားလာတဲ့လူကြီးတရားကျော်ဟာအရှင်မြားတောက်တဲ့အကုန်ကြခံတာမဟုတ်ဘူးအဲ့ကိုစည်းနဲ့ကိုလိုက်ရတာဒီမှာတရားထိုင်ရအဲ့ဒါလေးနည်းနည်းရှင်းပြပါဦးအချင်းကြီးအခုဖြစ်သွားတဲ့အချင်းကြီးလေးတော့တော့အများလုံးလုံနေကြပုံလားဟုတ်လူဖြစ်သွားဖို့အဓိကပါနော်လူများလေခုလိုများများရလေပေါ့အများကြီးဝိုင်းလုပ်နေဆိုတော့ဟာ လို့ပို့ရတယ်ပေါ့လေဟောပေးရတဲ့လူကလည်းအာပြည်တက်ဒီ BNN တွေအများကြီးလာတယ်ဒါမှမဟုတ်လည်းမြန်မာတွေအများကြီးပါတယ်ဆိုတော့ကွာကုလို့ရတယ်ပြီးတော့မှအဲ့တော့လေကိုဘလောက်လာမယ်ဆိုတော့သူတို့ကြိုပြောပြတော့သူတို့ကကြွေးတာမွေးတာအဲ့လိုလိုက်လံပို့ဆောင်တာဒါတွေတော့ဒါမှမဟုတ်လာတဲ့ဈေးကတော့အကုန်လုံးမဟုတ်ဘူးအရှင်မြတ်ရဲ့အနိစ္စပဝဉ္ဇဉ်လွယ်ကျန်တာတွေကကိုယ်စိတ်နဲ့ကိုလာကြတာတပည့်တော်အပေါင်းဟုတ်တယ်နော် အဲ့လိုလားမှန်ပါစီမျိုးမျိုးပါလေအင်းဒါဆိုတော့သူကြောင့်လေချင်းချင်းတွက်ကတ်တယ်ဟုတ်ပါဘူးဘုံလူလူဒီကလေးပါကွအစ်ဒီမန်သူကြောင့်သူကြထားတယ်ငါကြချန်တယ်အဲ့ဒါလေးအဲ့လေတရားပဲပေါ့ရှင်များဟိုလိုရှုစရာဖြစ်ပြီးတော့သူတို့ဒုက္ခရောက်ကြပြီ။အမေညရာဒီကတိတ်ပြီးလိုက်စင်တယ်လို့ဦးစားပေးတယ်ပေါ့။တိတ်မလိုက်စင် ပြီးတော့ခုလိုမရဘူးပို့ပြီးတော့လိုက်ကျင်တယ်ဆိုတော့အကြောင်းရှိတယ်ပေါ့အဲ့ဒါကြောင့်တန်နိုင်တော့အဲ့လိုလူမျိုးဦးစားပေးပြီးတော့မှကြီးကြီးလေးတဲ့ပေါ်တယ်ဒါတော့အများလုံးနေကြတယ်စိတ်ပိုင်းပေါ့နော်သူကတော့တန်နိုင်ချင်မှလည်းတန်နိုင်တယ်ဒါပေမဲ့တန်နိုင်နမွေရင်တော့သူကတန်နိုင်တဲ့လူပဲခေါ်ပါဘောမတန်နိုင်တဲ့ကိုခေါ်ဘောအဲ့လိုမဟုတ်ဘူးတချို့ကမတက်တော့မတန်နိုင်ဘူးလိုက်ချင်တယ်တန်နိုင်ရင်တော့ဒီပြလာချင်တယ်အဲ့လိုမျိုးဆန္ဒပြင်းပြတဲ့လူ စားပေးပြီးတော့มาခေါ်တာကျွန်တော်ဒီရတဲ့ပုံစံဟောတပည့်တော်မိတ်ဆွေဘုန်းကြီးတွေပါလဲနောက်ကြဥရကအဲ့လိုသွားရင်ခေါ်သမ်းมาဆိုတပည့်တော်ကကိုမာကြတော့ program မရှိဘူးလေစမြတ်ပရိုဂရမ်တော့လိုက်တာဆိုတော့ဟောတပည့်တော်ကဝေဖန်တဲ့ဟိုအတန်ဒီလဲကြားရတာပေါ့ဒါရရထားပါဒါရရကြီးမှုဆိုင်ပါဦးတပည့်တော်ကတော့အဲတာနာပြုနေအခုဆိုတပည့်တော်မှဖျားလေးတွေလှူခွင့်ရတယ်အဲဒီတော့ပါလာတော့အရှင်မြတ်လည်းဒီဖျားလေးတွေလူရတယ်အဲ့လိုပေါ့အခွင့်အရေးနဲ့အဲအချိန်နေမှာဒီတော့အသုံးချတော့ဒီတော့ကိုရဖို့တဲ့ အခုဘလို့သာနာပြုနိုင်မလဲပေါ့အခုသင်အရှင်များတို့အများကြီးမဟောနိုင်မယ်ရုပ်ထုသာနာရောက်ပြီလေတွေ့ရောက်ပြီအဲနိုင်လက်ချုံနေဒါတော့အဲသူရင်းကောင်းပါလေဒါကဟိုနာရေးလို့လားအဲ HNUE အမေမြန်လိုက်ဆိုတော့ဒီကတက္ကသိုလ်ကြီးကတော့အဆင်မြင်တယ်ဟိုမှာအားလုံးကစောင့်တော့စောင့်နေကြပါလေဒီကနေ့အကြောင်းတက်တဲ့အကြောင်းဖွင့်တဲ့ရက်နဲ့တူတယ် ရတော့ပေါင်းလို့တာဆိုရင်တော့ရတော့မဟုတ်ဘူးဒီဘက်ကလည်းဘယ်တော့လဲကိုလို့နိုင်လို့လို့မြင်အောင်သူတို့ဘက်ကလည်းအလိုလိုလို့မြင်အောင်ဒီမှာတော့ပြင်းနံနေရာလဲမြန်မာပြည်ဘက်ကတော့တပြိုတော့တောင်းနေတယ်ပြင်းနံဘက်ကလည်းသူတို့တောင်းနေပါတယ်အဲ့လိုပေါ့သူတို့ဘက်ကလည်းသူတို့ဥပဒေနဲ့သူတို့ရှိတယ်ဒီဘက်ကလည်းဒီဘက်ကအခြေအနေရှိရဆိုတော့ညှိနှိုင်းပြီးလုပ်ရတယ်ပေါ့အဲ့ဒါသူတို့ပညာပါတယ်ပညာတခုနိုင်ငံရေးတော့ပါလို့မရအောင်ဆိုတဲ့ဘောရှိတယ်သူတို့နိုင်ငံရဲ့အရေးနဲ့ပတ်သက် အဲ့တွေ့ရမှာဟိုမှာဆိုင်ကယ်တွေအပေါ်မှာတင်ထားတာဆိုင်ကယ်နဲ့ထပ်တယ်ဆိုင်ကယ်နဲ့ထပ်တယ်တက္ကသိုလ်ရောက်ပြီတက္ကသိုလ်ရောက်ပြီတဲ့တက္ကသိုလ်ရောက်ပြီဒါပေမဲ့ရွံ့ရွံ့စီတူတူမအေးဝင်းနည်းနည်းလေးကောင်းမအောင်သူကပဲအားလုံးဆောင်နေပတ်သက်ပြီးတော့စီစဉ်နေတာပေါ့လေ။ဘာဒီကရိတ်ပြသူ့နောက်သူ့နောက်မှာသူ့နောက်မှာလည်းရှိသေးတယ်လား။ họ mới <laughs> <laughs> họ gọi đi họ mới cái nhóm đầu tiên họ đang ngồi ở thư viện á nhóm <laughs> thư viện đã đến họ vào thư viện thư viện của